ချင်းခရီးရန်အသင်းတော်တနစ်တာတမကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး53ငါတို့ဟောပြောသောတည်င်းစကားကိုအဘယ်သူရှုံးသနည်းထာဝရဖျားဤလက်တော်သည်အဘယ်သူအားထင်ရှားတော်မူသနည်းထာဝရဖျားဤကျွန်သည်အညွန့်ကဲ့သို့၎င်း ွေ့ချောက်သောမြေ၌ပေါက်သောအတက်ကဲ့သို့၎င်းရှေ့တော်၌ကြီးပွား၏ပမာဏပြုเสียအစင်းတင့်တယ်ခြင်းမရှိချစ်လိုဖွယ်သောမျက်နာလက္ခဏာနှင့်မပြည့်စုံမတိမဲ့မြင်ပြုခြင်းကို ခံ၍လူတို့တွင်အယုတ်ဆုံးသောသူ ဖြစ်၏ညိုညင်သောသူနာကြီးခြင်းဝေဒနာနှင့်ကြွဝင်သောသူ ဖြစ်၏ သူတပားမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ငါတို့သည်မယူသေးချာသို့တော်လဲထိုသူသည်ငါတို့အနာယောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏တန်ခတ်တော်မူခြင်းကို၎င်းဖျားသခင်ဆုံးမ၍နှိမ်ချတော်မူခြင်းကို၎င်း ခံရတော်သူဖြစ်သည်ဟုငါတို့သည်ထင်မှတ်ကြပြီထိုသူသည်ငါတို့လွန်ကျူးခြင်းအပြစ်များချောင်းနာကျင်စွာထိုခြင်းနှိပ်ဆက်ခြင်းကိုခံရလေ၏ငါတို့ဤငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောစုံးမချင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောတန်ချက်အဖြစ်ငါတို့သည် အနာပြောက်လျက်ရှိကြ၏ငါတို့ရှိသမျှသည်သူကဲ့သို့လမ်းလွဲလျက်ကိုလမ်းသို့အတီးတီးလိုက်သွားကြသည်ဖြစ်၍သာဝရဖျားသည်ခတ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏ထိုသူသည်ညင်းစေခြင်းနှင့်နှိမ်ချခြင်းကိုခံ၍နှုတ်ကိုမဖွင့်ဘဲနေ၏ အသေးသက်ချင်းငါဆောင်းသွားသောတိုးတငယ်ကဲ့သို့သူ့ကိုဆောင်းသွား၍တိုးသည် အမွှေးညက်သောသူရှေ့မှမမြည်ဘဲနေတကဲ့သို့သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏မတရားစွာစီရင်ခြင်းအပြင် သူ့ကိုထုတ်သွားကြ၏အသက်ရှင်သော သူတို့၏နေရာမှ သူ့ကိုတုတ်တင်ပယ်ရှင်းသည်ဖြစ်၍ သူဤအမျိုးအနွယ်ကိုအဘယ်သူပြညွန်မည်နည်းငါဤလူမျိုးအပြစ်ကြောင့်ဒဏ်ခတ်တော်မူခြင်းကိုခံလေ၏ပြစ်မှားခြင်းကို မပြု သူဤနှုတ်၌မှုတာမရှိတော်လဲလူဆိုးတို့နှင့်အတူမြေမြုပ်ခြင်းငါစီရင်ကြ၏တို့ရာတွင်တေပြီးမှတထေး၌ရှိ၏သာရဖျားသည် သူကိုနှိမ့်ဆက်ခြင်းငှာအလိုတော်ရှိ၍နာစေတော်မူ၏သူသည်အပြစ်ဖြေသောရစ်ကို ပူဇော်ပြီးမှ အမျိုးအနွယ်တော်ကိုမြင်ရလိမ့်မည်အသက်တော်လည်းရှည်လိမ့်မည်ထာဝရဘုရား၏အကြံတော်သည်လည်းသူ၏လက်၌ပြေဆုံးခြင်းသို့ရောက်လိမ့်မည်မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကိုမိမိမြင်၍အားရလိမ့်မည်ထိုဖြောင့်မတ်သောသူ၏ကြံကိုတိကျွမ်းခြင်းအပြင်သူသည်အများသောသူတို့ကို ဖြောင့်မတ်ရ၌တည်စေလိမ့်မည်သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏ထိုသို့မိမိအသက်ကိုတည်ခြင်း၌သွွ၍မတရားသောသူတို့နှင့် ရေတွက်ဝင်ချင်းတို့ရှောက်သည်ဖြင့်လူများတို့၏အပြစ်ကို ဆောင်ရွက်၍မတရားသောသူတို့အဖို့တောင်းပန်သောကြောင့်လူကြီးတို့ကို သူ၏အဖို့ဖြစ်စေခြင်းငှာငါခွဲမည်အစွမ်းတတ္တိရှိသောသူတို့ကိုသူ၏လက်ရဥစ္စာကဲ့သို့ ကိုယ်တိုင်ဝေဖန်ရသောအခွင့်ရှိလိမ့်မည် ဌာနရသူအယောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ။ကလူသားများကိုအစဉ်မြဲချီး၍အပြစ်တရားမှကင်တော့တော်မူသောသာရမြတ်စွာသောဘုရားသခင် ဖခင်ရဲ့ခြေဆုတော်ကိုထူးပင်ရွတ်ချီးမွမ်းပါရယ်နေ့စဉ်တက်ရှင်ရခြင်းအခွင့်အတူမိမိတို့နဲ့သက်ဆိုင်လျက်ရှိတဲ့အငန်းတများကိုလှူဆောင်ရတဲ့အခွင့်ကိုဖခင်ပြင်ဆင်ပေးသောကြောင့်ခြေဆုတင်သလိုယနေ့တာယာသောနနက်ခင်းချိန်မှာလည်းပဲကျမစွာဖြင့်နှုတ်ထအသက်ရှင်ရတဲ့အခွင့်လိတာသစ်ကိုဝင်စားရခြင်းအခွင့်သာမက နောက်ဘက်တော်ကိုဖတ်ရှုဆင်ခြင်ရတဲ့အခွင့်အတွက်လည်းပဲဘုရားခင်ရဲ့ကြည်စရောကိုအထူးပဲရည်တွေ့ချီးမွမ်းပါတယ်။ယနေ့ဖတ်ရှုဆင်ခြင်ခွန်အားယူရတဲ့နှုတ်ဘက်တော်အဖြစ်အသက်တာမှာဝိညာဉ်ရေးရမှာအမှန်တကယ်ခွန်အားဖြစ်စေဖို့ရန်အတွက်ဘုရားရှင်နားလည်နိုင်သောဉာဏ်တော်ကိုလည်းပဲတွန်းလောင်းချပေးတနာတော်မူပါ။လူသားများသည်လောကမှာ အသက်ရှင်တဲ့အခါမှာ မာယွင်ချင်းအပြစ်များကိုပြုတ်တက်ပါတယ်လမ်းလွဲမှာရှောက်လန်းတော့သူများလည်းပဲရှိတတ်ကြပါတယ်ထို့တော့ကြောင့်မလို့ဖခင်သည်မိမိ၌ရှိသောတပါးရီသောသားတို့ကိုစွန့်တီတိုင်အောင်သာသမီလူသားတို့ကိုချစ်တယ်ဆိုရဲမြစ်တာကိုသာသမီတို့ခံစားရပါတယ်ယနေ့နှုတ်ဘက်တော်မှာလည်းပဲယနေ့သာသမီတို့ရဲ့အပြစ်များကြောင့် နာကျင်ခြင်းဝေဒနာများကိုခံစားပြီးတော့မှအသက်ကိုဆွံ့၍မိမိတို့ကို အဖြစ်တရားကနေကယ်တင်ခဲ့သော သခင်ယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုသားသမီးတို့မြင်တွေ့ခံစားရသောကြောင့်လည်းပဲယေရှုတင်ပါတယ်။သူချစ်ခြင်းမေတ္တာကိုသားသမီးတို့အသက်ကြာထဲမှာယူတင်ဝတ်ဆောင်ပြီးတော့မှဖခင်သခင်ရဲ့အလိုတော်လမ်းထဲမှာရှောက်လန်းနိုင်သောလူသားများဖြစ်စေဖို့ရန်အတွက်ဖခင်သခင်တွင်တင်တော်မူပါမည်အကြောင်းတပါးဒီသောသားတော်သခင်ယေရှုခရစ်တော်ဖခင်နာမကိုအမိပြု၍အလွန်ယုတေစွာဖြင့်ဆုတောင်းဆက်ကသနာခင်တောင်း ောက်ပါသည်ဖေယအာမင်တော်ရပြသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။တော်ရပြသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသော။တော်ရပြသည်တင်ကိုမျှောကြည့်၍ ချမ်းသာပြီးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှ အနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တော်ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေသော အာမင်